မော်မာဆေးဥစုကျင်းပမဲ့ရွေးကောက်ပွဲမဲယုံလုံချုံရေးအတွက်အထူးရဲခေါ်ယူနေပေမဲ့ဝင်ရောက်သူမရှိသလောက်နည်းပါးနေတယ်လို့ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှစုံစမ်းတရှိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလထဲမှာပြည်နယ်စစ်ကော်မရှင်ကအစည်းအဝေးတရက်ကျင်းပခဲ့ပြီးတဲ့နောက်မှာအဲ့ဒီအစည်းအဝေးမှာတက်ဆိုင်ရရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တတီကရက်ကြီးအုပ်ချုပ်ရေးအဖွဲ့တွေကိုညွှန်ကြားခဲ့တာပါ။ညွှန်ကြားချက်တွေမှာပါတီနိုင်ငံရေးကင်းရှင်းသူရဲမှတ်တမ်းပြစ်မှုကင်းရှင်းသူနဲ့ UNG အပါအဝင် တော်လန်ရာစုတွေနဲ့မပတ်သက်ဘူးသူတွေကိုအထူးရဲအနေနဲ့ခေါ်ယူဖို့ပါရှိပါတယ်။တင်နန်းပေးတာကရစ်တပ်ဖွဲ့ကပဲဆိုတော့ညွန်ကြားချက်ကတိတိကျကျတော့မထွက်သေးဘူး။တီတိုင်းပဲကြိုပြီးစုဆောင်ထားဖို့ပြောလိုက်တာပဲ။ချင်းရွာအုတ်ချုပ်ရေးဖွဲ့တွေကိုပြောထားတာအခုဆိုနှစ်ပတ်လောက်ရှိပြီတင်တယ်။လိုလိုလလောင်းဝင်တဲ့တူကတော့၁၀ရောက်တောင်မပြည့်သေးဘူး။အဲ့ဒီလူတွေကလည်းရွာမှာလုံခြုံရေးယူနေတဲ့တူတွေကပဲအဓိကမဝင်ရေးကြတာပေါ့။မြို့ပေါ်မှာတာဝန်ကျတဲ့တူတွေကဘာမှမဖြစ်ပေမဲ့ ွာရီဘက်တော့ပူဆိုးတာပေါ့ရွေးကောက်ပွဲနဲ့မဲရောင်လုံခြုံရေးအတွက်ရခင်ကရက်သားတွေကိုအထူးရက်တပ်ဖွဲ့အဖြစ်ခေါ်ယူပြီးတော့တင်နန်းတလနီးပါပေးလေရှိပါတယ်ဒါပေမဲ့အခုရွေးကောက်ပွဲမှာတော့စေအုစုဟာအထူးရဲလို့မတုံ့နှုံးပဲမဲရောင်ဆုပ်လုံခြုံရေးလို့ပဲတုံ့နှုံးပြီးတော့ခေါ်ခိုင်းနေတယ်လို့တနင်္လာရီတိုင်းကဆက်တွေ့စကားပြောခွင့်ရရှိခဲ့တဲ့ရက်ချီအုပ်ချုပ်ရေးအဖွဲ့တွေကပြောပါတယ်တစ်ဖက်မှာလည်းစေအုစုကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့သူတွေကိုရေးယူမယ်လို့တော်လိုင်းအားစုတွေကသတိပေးထားတဲ့အတွက် စေအုပ်စုခေါ်ယူနေတဲ့မဲယုံဆောက်လို့ခေါ်တဲ့အထူးရဲတွေဝင်းတူမရှိသလောက်နေပါနေပါတယ်။ဒါကြောင့်ရက်ွက်ကြီးရွာတွေမှာခက်အပ်ထားတဲ့ပြည်သူ့စစ်အရန်မီတက်တပ်ဖွဲ့ပြူစောတိတို့လိုစေအုပ်စုလက်ဝေခံတွေကိုတာဝန်ပေးဖို့သတင်းတွေထွက်ပေါ်နေပါတယ်။ရရရမိတတပေါ်ဝင်တော့ဒီကောက်ပေါ်မှာလုံးကျွေးယူပေးရတယ်။ဟောဝင်နေသူနေသူမရှိဘူးလဲပြောတယ်။ကျွန်တော်လည်းတေချာမသိဘူး။ပြောတော့အဲ့လိုပြောနေရမယ်။အဆန်ပြီးမယ်လို့လည်းသူတို့ကပြောတယ်။ကျွန်တော်ကစွန့်ရအောင် ခုလိုခင်မကောင်းတဲ့အိမ်မှာတော့အဖေတို့ဘာမှမလုပ်စီတင်းအဲ့ရမီတက်ကနေအောင်ဖတ်ဖို့ကျွန်တော်တို့ကပြောတာအခုဒီတော့ထွက်ခွင့်မရသေးဘူးပေါ့ဒီလိုညင်းမှုတော့ပြောတာတည်းရဲ့ကြော်ထဲမှာလည်းဘယ်သူမှမဝင်ရဲကြတော့လူမရှိတာပဲနေပဲတင်းတယ်လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာဆေးဥစုကျင်းပမယ့်ရွေးကောက်ပွဲအပိုင်းတင်နေတဲ့မြို့နယ်ပေါင်း၁၀၂မြို့နယ်မှာကျင်းပမှာဖြစ်ပြီးတော့မော်မာမော်လမြိုင်ကြိုက်ထူတထုံချောင်းစုံကြိုက်မြော်မြို့နယ်တို့ပါဝင်ပါတယ် မော်မာပြည်내ခြေဆိုင်ပါတီနှစ်ခုအပါအဝင်နိုင်ငံရေးပါတီ၈ခုကဝင်ရောက်ရှင်ပြိုင်မှုရှိနေပါတယ်။